ငလျင်ကြောင့်တတိယအကြိမ်အပြစ်ခတ်ရက်ကြောင်းကျင်ညာပြီးရက်အတွင်းမှာပဲလေကြောင်းတိုက်ခိုက်မှု90ကြိမ်ပြုလုပ်ခဲ့တာကြောင့်ခလင်းငယ်တွေအပေါင်းအဝင်တည်ဆုံးသူ90ရောက်ထက်မနည်းရှိခဲ့ပါသေး။အဲ့ဒီအထက်မှာ9ဦးထက်မနည်းအစိုးရအပြုံလိုက်တည်ဆုံးမှု9ကြိမ်အထိရှိခဲ့တဲ့အကြောင်းသတင်းထောက်ဆိုသူအောင်ပေးပို့ထားပါရရှင်။ဝန်နေချင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ။ဖျားပြင်းစကိုင်းကလေးလောက်ခတ်ပြီးနောက်ပိုင်းတုံးကျင်အထိအပြည့်အကြောင်းကြီးညာထားပေမဲ့ မြေပြင်မှာထိုးစစ်တွေလက်နက်ကြီးပစ်ခတ်မှုနဲ့အတူအရသာဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုပ်နေပါဗျ။တတရအချိန်အပြစ်ခတ်ရဲစဲကြောင်းကျင်းညာအပြီးမေလ6ရက်ကနေမေလ7ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့တာကြောင့်တေဆုံးသူ90နဲ့ဒဏ်ရာရသူ235ယောက်အထိရှိခဲ့ကြောင်း DVV ရဲ့ဒေတာတွေမှာဖော်ပြပါဗျ။တပည့်ရင်အနောက်ခြမ်းအိုတိန်တွင်မြောက်ရွာကကျေးရွာစာတင်ကြောင်းကိုမေလ12ရက်မနက်ပိုင်းမှာဘုံကျဲတာကြောင်း ဆရာဆရာမတွေနဲ့ကလေးငယ်စုစုပေါင်း24ယောက်ထပ်မနေသေးဆုံးက100ယောက်ဝင်းကျင်ဒဏ်ရာရခဲ့ပါတယ်။ဒါဆိုကျွန်တော်တို့တတ်ထဲမှာနေကြတဲ့ပိုသိတယ်။ဘတော်မှပြည်သူတွေလို့သဘောတော့အယက်သားအယက်သားလို့ပဲပြောတာဆိုတော့သူတို့စိတ်ထဲမှာပြည်သူလို့မြင်ထားတာမဟုတ်ဘူး။အဲ့တော့အဲခုနဒီတိုက်ခိုက်မှုတွေတော့လည်းဒါရေရွက်ရှိကိုလောက်တာဒါရှင်းရှင်းပြောရင်ပထမကာလာထဲမှာတည်ထားမိတာမင်းဖုံးညောင်းတွေကိုရေရွက်ရှိရယ်။ဥပုပ်တွေစောင့်ကြမယ်ဆိုတော့သူတို့သိတယ်။သိသိလို့သမင်ကိုလောက်တာ ဒီပြည်သူတွေကိုတိမိထန်ထန်ပြီးတော့ဖိအားပေးပြီးတော့ပြည်သူတွေကိုယ်တိုင်ကိုယ်ကိုစစ်ပွဲရက်ပါတောင်းဆိုဟိုပါပေါ့နော်ဒီညှိနှိုင်းကြပါဆိုတဲ့လမ်းကြောင်းပေါ်မသွားတော့အောင်လုပ်နေတယ်လို့တော့ကျွန်တော်ကတော့မြင်နေတယ်ပေါ့နော်ငလင်လို့အပြီးတော်လိုင်းအဖွဲ့စည်းအတီတီကအပြစ်ရအကြောင်းကျင်ညာတာကြောင့်နိုင်ငံတကာဖိအားတွေရှိလာတဲ့စစ်တပ်ဟာဓာရီကိုရှောင်လွှဲဖို့တသက်စာရွက်ပေါ်မှာယာယီအပြစ်ရခဲ့တာလို့ကိုစီယာကစက်ပြောပါတယ်တဖက်မှာလည်းအိုထိန်သိန်းရွာကိုဘုံကျဲအပြီးမေလ13ရက်မှာပဲ ရခိုင်ပြည်နယ်ရသိမ်းတောင်မြို့နယ်တွေကထွန်းရွက်ဝေရွာဟောင်းကိုလေကြောင်းတိုက်ခိုက်တာကြောင့်အနည်းဆုံးပြည်သူ73ယောက်သေဆုံးပြီးဒဏ်ရာရသူ20ထက်မနည်းရှိခဲ့ပါတယ်။အဲ့တော့ဒီပရင်ကိစ္စပါဝင်ကလေးတွေအများဆုံးရှိတတ်တဲ့အကြောင်းတွေဆေးရုံတွေတိုက်ခိုက်ခြင်းကစစ်ပွဲဆိုင်ရာရာဇဝတ်မှုထပ်မံချိုးဖောက်ခြင်းပါပဲ။စစ်ပွဲဆိုင်ရာရာဇဝတ်မှုဖြစ်တဲ့အတွက်ရာဇဝတ်ကျူးလွန်တဲ့သူတွေကရှောင်ပြေးလို့မရပါဘူး။ဖြောက်ဖြက်ဖြစ်လို့လည်းမရပါဘူး။မေးပြောက်ဖြစ်လို့လည်းမရပါဘူး။တရားဥပဒေတိုင်း ိရောက်စွာအရေးယူနိုင်မှုအတွက်နိုင်ငံတကာခုံရုံးဖြစ်စေနိုင်ငံလိုက် ခုံရုံးနေမှာတရားစွဲဆိုအရေးယူမှုတွေဖြစ်ပေါ်အောင်လူခွေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အစွမ်းကုန်ကြိုးပမ်းလှုပ်ဆောင်နေလျက်ရှိပါတယ်။လက်နက်ကင်ပြိပခါဤထဲမှာစတင်ကြောင်းတွေစေယုံတွေကိုမတိုက်ခိုက်ရတဲ့အပြင်အထူးသဖြင့်ခလေးငယ်တွေကိုအကောက်အွယ်ပေးရမယ်လို့နိုင်ငံတကာကသတ်မှတ်ထားပေမဲ့စစ်တပ်ဟာအာဏာသိမ်းပြီး၄နှစ်ကျော်တဲ့မှာစာတင်ကြောင်းပေါင်း333ကျောင်းကိုတိုက်ခိုက်ခဲ့ပါတယ် ဒါအပြင်လက်နက်ကြီးပစ်ခတ်မှုနဲ့စစ်ကြောင်းထိုးဖမ်းဆီးတပ်ဖြတ်မှုတွေမပါဝင်ပဲလေကြောင်းတိုက်ခိုက်တာကြောင့်၅ရောက်အထက် အစုလိုက်အပြုံလိုက်တိတ်ဆုံးမှုကတော့အခုရက်ပိုင်းမှာတင်၅ကြိမ်အထက် ရှိခဲ့တာတွေ့ရပါတယ်မေလ၈ရက်ကနေ73ရက်အတွင်းဗမော်စင့်ကူဝက်လက်တပည့်ရင်နဲ့ရသီးတော်မျိုးနွယ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ68ယောက်အထိတိတ်ဆုံးခဲ့ရပါတယ် ဒါပေမဲ့စစ်တပ်ဟာဧပြီ2ရက်ကနေ20ရက်အထိတကြိမ်ဧပြီ21ရက်ကနေ30နေ့အထိတကြိမ်အခုမေလာထဲမှာတော့6ရက်နေ့ကနေ31ရက်အထိအပြည့်ရအကြောင်း3ကြိမ်အထိတက်တန်းသူကြီးညာထားပါတယ်ကျွန်တော်စိုးသူအောင်ပါ